မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် PSG နဲ့ Inter Milan အသင်းတို့ရဲ့ပွဲပြီးအကြောင်းလေးကိုကျွန်တော်ဒီနေ့အနေနဲ့တင်ဆက်ပေးချင်တယ်။ဆိုတော့ဒီပွဲစဉ်မှာ Inter Milan အသင်းကဒီ PSG အသင်းကို5-0ဆိုတဲ့ရလနဲ့ရှုံးနိမ့်သွားခဲ့။ဒီရလကတော့ကျွန်တော်တို့လုံးဝမျောလင့်မထားတဲ့ရလပါ။အမှန်တော့ကျွန်တော်အခေဒီ PSG နိုင်လို့ရှိရင်2-1-3-1စဖြစ်ပေါ်တော့အာအပြန်အလှန်ဂိုးတွေတွင်းပြီးမှ PSG အနိုင်ရလိမ့်မယ်လို့တော့ကျွန်တော်ထင်ထားခဲ့တာ။ဒါပေမဲ့ တကယ်တမ်းပွဲရောက်တဲ့အခါမှာတော့ PSG အတင်းကတစ်ဖက်သက်ကြီးပဲသူတို့က5-0ဆိုရယ်ရလနဲ့အနိုင်ရရှိသွားဆိုတော့ပွဲဆက်ဆချင်းမှာပဲ PSG ကသူတို့ပွဲကိုထိန်းချုပ်နိုင်ခဲ့လူစင်းရဲ့အရာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ PSG ကဒီ433ဆိုရယ်ကစားကွက်ကိုပဲသူတို့အသုံးပြုတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ Inter Milan အတင်းကသူတို့က352ရယ်ပုံစံနဲ့ပွဲထွက်ခဲ့တယ် Inter Milan အတင်းရဲ့ရည်ရွယ်ချက်ကပါလဲဆိုလို့ရှိရင်တော့ PSG ကို တို့ကစားကွက်အရထိန်းချုပ်ပြီးမှကစားမယ်။ကွင်းလဲကိုစိုးမိုးမယ်ဆိုတဲ့သဘောမျိုးနဲ့တို့ကနီးပြူဟာတွေချမှတ်ထားခဲ့တာ။ဒါပေမဲ့အဲ့ဒီနီးပြူဟာကအလုတ်ဖြစ်ခဲ့လားဆိုတော့လည်းမဖြစ်ဘူး။ပွဲစားနဲ့တောက်လျှောက် PSG အတင်းကအင်တာမီလန်အတင်းကိုတောက်လျှောက်ရေးပဲတို့ကထိန်းချုပ်သွားတာကိုကျွန်တော်တွေ့ရတယ်။ PSG ရဲ့နီးပြူဟာကလည်းတော်တော်လေးကိုကောင်းတယ်။တို့ထွက်လာတာက433ဆိုပေမဲ့လည်း ဒီအင်တာမီလန်အတင်းကလည်းတို့ကိုွင်းလေကိုပဲတို့အဓိကစိုးမှုမယ်ဆိုတာလေတို့ရောသိတယ်ဒါကြောင့်မို့တကယ်တမ်းပွဲကစားတဲ့အခါမှာအပြောင်းဒီကစားကွက်ကိုတို့ပြောင်းအများကြီးအပြောင်းလဲပြုတ်လုတော့တယ်ဗျကျွန်တော်တို့ဒီတိုက်စစ်စင်နေတဲ့ချိန်ကြလို့ရှင်တခါလေကြာရှင်244ဖြစ်သွားတာရှိတယ်ပြီးလို့ရှင်ကျွန်တော်တို့အာ4141ဆိုတဲ့ပုံစံမျိုးစပြစ်ပေါ့နော်နီးနီးပြူဟာအများကြီးကျွန်တော်တွေးခဲ့ရ PSG ရဲ့ကစားခွက်တွေမှာတော်တော်လေးကိုကောင်းတယ်နီးပြ Inrix ကလည်းအာ တော်တော်လေးကိုချီးကျူးရမယ့်နည်းပြပါတော်တော်လေးကိုကောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအာ PSG ကလည်းဒီ Champion League ကိုရရှိလိုက်တဲ့အတွက်ကြောင့်မို့ပြောမယ်ဆိုလို့ရှိရင်တော့ဒါတို့အသင်းအတွက်တကယ်တမိုင်းဝင်တမိုင်းဝင်အောင်ပွဲတစ်ခုလည်းဟုတ်တယ်ဗျာအရင်ကကြောဒီပြင်းတင် League မှာဆိုလို့ရှိရင် Champion League ရရတာတသိမ်းပဲရှိခဲ့တယ်အဲ့ဒါဘာလဲဆိုမာဆေးအသင်းမာဆေးအသင်းကဒီပြင်းတင် League မှာကြောတော့ Champion League ရတဲ့တသိမ်းတည်တော့အသင်းပေါ့နော်အခုဟာက PSG ကပြန်လည်ရရှိလိုက်တဲ့အတွက်ကြောင့်မို့နှစ်သင်းဖြစ်သွားတဲ့ပြင်တိလိဂ်မှာဆိုတော့ဒီ PSG နဲ့ Inter Milan အသင်းတို့ရဲ့ပွဲစဉ်မှာအရန်ကောင်းတဲ့ကစားသမားအချို့တွေလည်းကျွန်တော်မြင်တွေ့ရခဲ့တဲ့ Dembélé solution နဲ့တော်တော်လေးကိုကောင်းနေဗျာဂိုးဖန်တီးပေးဖို့မှု change grade ကလောက်ပြုတ်လောက်တဲ့အပိုင်းတွေမှာစဖြစ်ပေါ်တော့အရန်ကိုကောင်းခဲ့တယ်အာပြီးလို့ရှိရင်ကျွန်တော်တို့ဒီအာဒူရဒူရလည်းတော်တော်လေးကိုကောင်းနေဒီကောင်ကအသက်က16နှစ်ပဲရှိသေးတယ် ဒီအင်နာမီလန်အသင်းရဲ့ပွဲစဉ်မှာကျတော့သူကနှစ်ဂိုးသွင်းယူတယ်တဂိုးဖန်တီးပေးပို့မှုပြုလုပ်နိုင်ခဲ့ဆိုတော့တော်တော်လေးကိုကောင်းတယ်သူကျော်ဒီအာဟက်ကမီသွင်းလိုက်တဲ့အလုံးကိုဖန်တီးပေးလိုက်တာကတော်တော်လေးအကိုအကွက်မြင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဟက်ကမီသွင်းတဲ့အလုံးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တချို့ကစားမားတွေဆိုလို့ရှိရင်အဲ့အဲ့ဒီလိုနေရာကိုရောက်တဲ့ခါမှာလို့ရှိရင်သူတို့က ကိုယ်တိုင်ကန်သွင်းခြင်းနဲ့စိတ်ရှိကြတယ်ဗျာဒါပေမဲ့ဒီကစားမားက16နှစ်16နှစ်နဲ့အရွယ်နဲ့မလိုက်အောင်ကိုအရင်ရှင်းကြတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျသူကတေချာမဲ့ဟာကီမီကိုထိုးပေးလိုက်ထိုးပေးလိုက်တာကလည်းအကွက်အရမ်းမြင်တယ်ဆိုတော့ဒီကစားမားတော်တော်လေးကိုကောင်းတယ်ကျွန်တော်အာဆင်နယ်အတင်းနဲ့ပွဲစဉ်မှာတုန်းကလည်း ူလုတ်ပြသွားတဲ့အရာလေးတွေကျွန်တော်တော်တော်လေးကိုတဘောကြတယ်ဗျအဲ့ဒီကစားမဆိုတော့နောက်ထပ်ကစားမတယောက်ကတော့ကွင်းလေကစားမဖြစ်တဲ့ Vitinia ဒီကစားမလည်းတော်တော်လေးကိုကောင်းတယ်ဗျသူကကွင်းလေထိန်းချုပ်တဲ့နေရာမှာလဲဆရာတဇူပဲဗျပြီးလို့ရှင်ဖန်တီးပေးဖို့မှုကျွန်တော်တို့ဒီတိုက်စစ်လမ်းကြောင်းဖွင့်တာတွေကအစကစားကွက်သေးတာတွေကအစပေါ့နော်အားလုံး perfect ဖြစ်အောင်သူကစားနိုင်ခဲ့တယ်ဆိုတော့ PSG ကတော့ တော်တော်လေးကိုကောင်းတယ်လူးဝစ်အင်ရစ်လက်ထက်မှာအာ PSG ကချန်ပီယံလိဂ်ကိုရရှိလိုက်တဲ့အတွက်ကြောင့်မို့သူတို့အတွက်တမိုင်းဝင်လဲဖြစ်လို့အင်တာမီလန်အတင်းဖျောက်ကျွမ်းကြည့်မယ်ဆိုလို့ရှင်လဲအင်တာမီလန်အတင်းကစွတ်စွတ်ပေါင်းသူတို့ကိုအာဂိုးကန်သွင်းမှုသူတို့က၈ချိန်အထိပြုတ်လောက်ခဲ့တယ်၈ချိန်မှာမှ shot on target က၂ချိန်မဲ့သူတို့ရရှိခဲ့ဗျဘလောက်ထိမှအာရုတ်ပြက်လဲဆိုတော့ကျွန်တော်ကြည့်လိုက် အိန္ဒိယအင်တာမီလန်အသင်းကလည်းမကောင်းတာမဟုတ်ဘူးပေါ့ကောင်းပါတယ်ဒါပေမဲ့သူတို့ပွဲပေါ်ချင်းကန်ပုံချင်းကန်နီးကမာရင်သွားတယ်ဆိုတော့ကွင်းလယ်ကလည်းတိုက်စစ်ကိုမပန့်ပိုးပေးနိုင်ဘူးဗျာကွင်းလယ်ကလည်းတိုက်စစ်ကိုမပန့်ပိုးပေးနိုင်လို့ဝင်းဘက်ကစားသမားတွေကလည်းနောက်တန်းကိုလည်းလုံးဝမစင်ကူနိုင်တော့ဘာကြောင့်လဲဆိုလို့ရှိရင်ဆတော့ကျွန်တော်ပြောလို့ PSG အတင်းကသူတို့အခြေအနေအရပေါ်မှာမူတည်ပြီးမှကစားသွားတယ်တခါကြာလို့ရှိရင်အာ433 4231စဖြစ်ပေါ်တော့နီးမျိုးစုံကိုသူတို့ပြောင်းလဲပြီးမှ ကစားသွားတာတော်တော်လေးကိုရှယ်ကောင်းတယ်အဓိကကတိုက်စစ်ကစားမားတွေကအလုတ်ဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောရမယ် PSG အတင်းကဆိုတော့ဒါက PSG အတင်းကိုလည်းကျွန်တော်တို့က congratulation လို့ပဲကျွန်တော်တို့ပြောချင်တယ်အခု PSG အတင်းရဲ့အောင်မြင်မှုမှာအဓိကထားပြီးချီးကျူးရမှာကတော့နီးပြ Louis Enriquez Louis Enriquez ကြောင့်ဒီ PSG အတင်းကသူတို့တကားမှမရဘူးတဲ့ Champion League ဖလားကိုရရှိတယ်ပြောရင်းနဲ့ပဲကျွန်တော်ဒီဗီဒီယိုကျွန်တော်တလောက်နဲ့ပဲအဆုံးသက်ပေးချင်တယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့